ငရဲကြီးရှိတယ်လို့ဦးဇနုံငရဲငယ်ဆိုတာလည်းရှိသေးတယ်နော်အကြီးရှိရင်အငယ်ရှိတယ်ဆိုတာမျိုးပေါ့ဘယ်လိုဘယ်လိုကြောင့်ငရဲငယ်တွေကြတော့ဘယ်လိုပုံကိုယ်တွေဘယ်လိုကြောင့်ကြတယ်လဲဆိုတာအသေးစိတ်မပြောသေးခင်ဒီငရဲကြီးတွေမှာကြနေတဲ့ပုံကိုယ်တွေဟာငရဲကြီးတွေမှာကြနေတဲ့ပုံကိုယ်တွေဟာသူတို့ရဲ့အကုသို့ကံလျောက်ငရဲကြီးမှာနှစ်တတံပြည့်အောင် ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံစားပြီးတဲ့နောက်ကျွင်းကြံနေတဲ့အကုသို့အကုသို့ကံကြွေးမကုံသေးဘူးဆိုလို့ရှင်။အာယမောယတုဂတိဘုံကိုတမ်းမရောက်တိုင်ပဲနဲ့ဟောတယ်ငရဲငယ်တွေကိုကြာရောက်တတ်တယ်။နော်။ဥစဉ်တို့ရှေ့မှာလည်းကစားတဲ့တဘောရှိလာတယ်။ငရဲကြီးစစ်ထက်တဲ့ငရဲငယ်နော်ငါးထပ်ကိုဆိုပြတဲ့နည်းငါးထပ်မဟုတ်ငါးမျိုးကို တထတထကိုငရဲငယ်၅ခု၅ခုခြံရပြီးတော့ရှိတယ်ငရဲကြီးစစ်ထက်ငရဲကြီးစစ်ထက်တထကို၅ခုစီးဆိုတာငရဲငယ်က40တောင်ရှိတယ်နော်ဆံရငရဲကြီးတွေမှာကြာရောက်ပြီးတော့အကုသို့ကံကြွေးမကုံသေးတဲ့ပုံပေါ်တွေအဲ့ဒီငရဲငယ်တွေမှာလှဲ့ပြီးတော့ဖြစ်တတ်တယ်ဘယ်တော့ကြောက်ဖို့ကောင်းတယ်လဲဆိုလို့ချင်းသိဇောကာလတံဃာတနှစ်ဘောရုနှစ် ်ရောရဝနှစ်တာပန်နှစ်မှတ်လေအဝစီအဝစီတန်ဇောကာလာတန်ဃာတနှစ်ရောရဝနှစ်တာပန်နှစ်မှတ်လေအဝစီအထက်တိုင်းမှာဘင်းပြာလက်တန်ကျင်ပိုက်ရန်ငါတံဥဒ္ဒတာရှိဆိုပြီးတော့အဲ့ဒီလိုကပြားတည်းစီနော်ပြန်ဆိုပြအောင် သေသောကာလသံဃာတနှင့်ဘောရဝနှင့်တာပန်နှင့်မတ်လက်အဝိဇ္ဇဒါကအရေးကြီးစတဲ့ပုံပြအထအတိုင်းမှာဘင်းပြလက်တန်ကျင်ပိုက်ရငါးတံဥဒ္ဒတာစီအရေးကြီးစတဲ့ အထက်တိုင်းဆိုတာတထက်တထက်ကိုပင်ပြလက်တန်ကျင်ပိုက်ရံဆိုပြီးတော့ငရင်းငယ်ငါးခုစီငါးခုစီအချမ်းရရှိတယ်တဲ့အဲငရဲကြီးစစ်ထားတယ်ငရဲငယ်40ဖြစ်တယ်လို့ပြောတာပေါ့တဲ့ဘင်ဘုံငရဲနှစ်ပြဘုံငရဲသုံးလက်ပံတော်ငရဲလေးတလျက်တော်ငရဲငါကျင်ပိုက်ချောင်းငရဲဆိုပြီးငရဲငယ်ငါးခုစီချမ်းရရှိကြတယ်တဲ့ငရဲကြီးတွေ